လန်းနဲ့တွတ်တော့ဟာလေပတ်စံစားဖို့ဆိုဆိုဘာတွေလုပ်လဲလန်းလုံးမီလန်းနဲ့မွန်ဒယ်လစ်အောင်အောင်ဘယ်လိုလုပ်လို့ရမလဲအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့တွတ်တော့ဟာနေအမြန်ဆုံးနည်းနဲ့ငွေရှာလို့ရမယ့်နည်းလမ်းတွေပြောပြပေးသွားမှာပါရှိပါလဲကျွန်တော်ဒီဗီဒီယိုလေးတင်လာပေးပြီးပါတယ်ဒါလည်းစိတ်ဝင်စားဖို့လားတော့တွတ်တော့ဟာနေပတ်စံစားဖို့ဆိုဆိုဘာတွေလုပ်လဲ အမြန်လုံးကြီးရတဲ့မွန်တက်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့အကြောင်းအရကိုကျွန်တော်ပြောပြပေးတော့မှာပါတကယ်လို့စိတ်ဝင်စားရဲဆိုရင်ဒီလေးအဆုံးထိလိုက်ကြည့်ပါကျွန်တော်အလွယ်ဆုံးနည်းလေးပြောပြပေးတော့မှာပဲကိုကတွတ်တော့ပါ ခွေးလုပ်ချင်လို့ဆိုရင်ကိုက next ခုပြလိုက်ပါ next ဆိုတော့ဘာဝါနာပါလဲပါလို့ချင်တယ်ဥပမာ knowledge sharing လုပ်တာ food လုပ်တာ travel လုပ်တာဒါမှမဟုတ်ကာလာ something ပေါ့နော်ခုခုကိုရေးလိုက်ပါ review ဆိုတာတရက်ကို post နှစ်ခုပါတုံးပြီးတင်ပါတင်တဲ့အခါကျလို့ရှိရင်သူ့ဘာလို့ follower တွေ viewer တွေတက်လာပါလိမ့်မယ် consistency ရှိရှိပေါ့နော်ပုံမှန်လုပ်သွားဖို့ရည်ကြည့်ပါတယ်အဲ့ဒါဆိုရင်တော့တစ်လ55ရက်လောက်အတွင်းဆိုတော့ဒီကတော်တော်လိုတဲ့ criteria တွေပြည့်စုံပါပါတယ်အဲကျွန်တော်ကိုယ်တိုင်လည်းဒီ media နဲ့ လုပ်ခဲ့တာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်အကောင့်မှာ follower 6000ကျော်ရှိတယ်တနည်းတွင်းမှာတရှိသူ14မီလီယံရှိတယ် like တာ700ကျော်ရှိတယ်ဆိုတော့ဒါကကျွန်တော်သူရဲ့ post မှာပို့ယူပေါ့အဲဒါပြင်နေတယ် video ပဲဖြစ်ဖြစ် photo ပဲဖြစ်ဖြစ်တင်ပါဒီလိုကိုယ်မော်ဒယ်တင်ရှောက်ပါရှောက်ဖို့ပိုတက်တဲ့ရှိရတဲ့စာပေပြည့်လို့ရှိပါတယ်အဲ့မှာအလိုက်ပြန်ပါတယ်ကျွန်တော်ရှိမှာတော့ပါစာပေမှမရဘူးခါရဲရှင်းနေအောင်ပြန်လာတော့ တော်နဲ့ပတ်သက်ရှာတယ်ဆိုရင်ကျွန်တော်ပထမဆုံးအချက်အနေနဲ့ follower ကတောင်းရှိရမယ်တလားအတွင်းမှာသူကတသိန်းရှိရမယ်ကျွန်တော်မြန်မာအကောင့်တွေကမရတဲ့အတွက်ကျွန်တော်တို့လောလောဆယ်အောင်ဂျပန်အကောင့်နဲ့လျှောက်ကြရမှာပေါ့ဂျပန်အကောင့်ပြရမှာပဲဒီဟာတွေအမြန်ဆုံးတလားအတွင်းအမြန်ဆုံးပြေသွားဖို့ရှိရင်မလုပ်ရမယ်ဆိုတော့ကျွန်တော်တို့နေ့စဉ်ပုံမှန် content ပြင်မှာဘူဝါလာပါကိုလုပ်ချင်တဲ့အကြောင်းအရာတွေကို ုံမှန်ပြဆက်ပါတပုံမှန်ဒီဗီဒီယိုပဲဖြစ်ဒီပေါ့နော်ပုံမှန်ပြဆက်ပါဆက်လိုက်ရင်ကျွန်တော်တို့တလ45ကျွန်တော်ဆိုရင်ဒီ criteria ကိုလိုအပ်တဲ့အချက်လမ်းပြပါတော့ပြပြီဆိုတော့လည်းကျွန်တော်တို့ moderation ရှောက်လိုက်ပါဆိုတော့အရန်ွယ်ပူပါတယ် ယ်လို့အခုမှ2025မှာစပြီး content creator လုပ်ချင်တယ်လို့ Twitter မှာရှာနေတဲ့ဒါကြဆိုရင်လည်းစလို့ကိုကျွန်တော်အကြံပေးပါတယ်ဒါပေမဲ့ follower များကိုဒီဘာတွေမရှိဘူးဆိုရင်စိတ်ပြပြီးတော့ဖြတ်သွားပါမယ်ပုံမှန်ကျူးသားပါ channel တစ်ခုမှာတော့ဒီ audience အောင်အောင်ပါပဲဒါပေမဲ့စောင်းဝန်ရှောင်းဝန်လေးတွေရှိပါတယ်အားလေးတွေဒီဒီမှာတက်ကြမကြားနိုင်ရှိပါတယ်ဒီ policy လေးရှောင်းပါတော့ဆိုတော့ဒါလေးကိုကျွန်တော်လာပြီးပြောပြပါမယ် Facebook တို့ YouTube တို့ဆက်ဆံရှင်တော့ TikTok ကပြည်ရနေပါတယ်ဒါပေမဲ့လည်းဝင်ဝင် line out ခုနေကြရတယ်ဆိုတော့ဆိုးနေတယ်เนาะအဲ့တော့ကျွန်တော်လုပ်ခဲ့တဲ့ဒီတွေကိုကျွန်တော်ပြန်လဲပြီးတော့ညောင်းပေးပေးတာပါတယ်တကယ်လို့ detail လေးသိချင်တာရှိလို့ဆိုရင်အောက်က comment တွေကကျွန်တော်ပေးခဲ့နေရပါတယ်အဲ့တော့ကျွန်တော် channel မှာတော့ကျွန်တော်အများအားဖြင့်ပုံမှန်ဗီဒီယိုလေးတွေလုပ်ပေးပါတယ်မျှဝေနိုင်ချေတင်ပေးရတယ်လို့ subscribe လုပ်ကြလို့ဆိုရင် subscribe လုပ်ပါကြပါတယ်ဗီဒီယိုအဆုံးထိကြည့်ဖို့အတွက်လည်းကျေးဇူးတင်ပါတယ်အားလုံးလည်းမင်္ဂလာရှိရမည်နဲ့ဒီပိုင်ဆိုင်နိုင်ကြပါညကျွန်တော်နောက်ဗီဒီယိုတွေမှာလည်း YouTube monetization TikTok monetization ပြီးရင် online link တွေဘယ်လိုရှာရမလဲအဲဒီလိုအကြောင်းအရာတွေပေါ့နော်ပတ်သက်တဲ့ ကြောင်းရလေးတွေကျွန်တော်တင်ပေးဦးမှာဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်